ခொနေသားသမီးအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။ဗီရောဇန်ချန်နယ်မှာပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာတော့ခொနေသားသမီးများချိုတင်ချိန်ဆနိုင်ရန်အတွက်ဆရာမရမင်းအစည်းလေးမှာဟောကြားထားသော2025ခုနှစ်နိုဝင်ဘာလ12ရက်နေ့အတွက်တရက်စာကြံပြုဟောစတန်ကိုပြည့်ပြည့်စုံစုံဖတ်ကြားပေးထားပါရစေ။အစည်းအဝေးမစခင်မှာတဦးစေတနာတဦးမြတ်သားဆိုသလို Subscribe လေးနဲ့ပြီးခဲ့ကိုတောင်းဆိုပါရစေ။အစ်စ်တင်နိုင်တရားအောင်လဲဘေးနားခေါင်းလုံးလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်။ တနင်္ဂနွေသားသမီးများတွေတနေ့တာဟော့စတန်ရက်ဆိုင်ထားသောလုပ်ငန်းများပြန်လည်စတင်ရတဲ့အလုံးမှာအစစအရာရာအဆင်ပြေနေပါလိမ့်မယ်ရွေထားသောလုံများရဲရဲသာလို့ပါချစ်သူစည်းမမမျော်လင့်မဲနဲ့လက်ဆောင်ရရပါတယ်ခြေတော့တစ်ဖက်နာကျင်ကြိုက်ခဲနေရတဲ့နှစ်ရှိပါသောကဏ္ဍများကြိုးပီးပြီးကံကောင်းသောရောင်မှာခရမ်းရောင်နဲ့အပြာရောင်ဖြစ်ပါတယ်ရဲရဲရမိမိရှိပြမှာလိမ်မော်ကြီးကတ်လို့ပါတနင်္ဂနွေသားသမီးများလုံးကိုစိတ်နှပြကြမှာချမ်းသာကြပြီးကုန်းကျူးချမ်းသာများပုံမရရှိကြပါစေ တနင်္ဂနွေသားသမီးများအတွေ့တိုက်ဆိုင်မှန်ကန်ပါကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော် တနေ့လာသားသမီးများတို့တနေ့တာဟောစတန်တငယ်ချင်းမိတ်ဆွေမောင်နှမများနဲ့အဆင်မပြေဖြစ်တဲ့တဲ့ရင်ကိစ္စဆက်ကိစ္စများအတွေ့ပြောဆိုဖြေရှင်းရတာပါတယ်အလုံးမန်းအခွင့်အရေးကောင်းရတာအောင်မြင်မှုကြီးကြီးမားမားရတာမျိုးကြုံရတာပါတယ်ချစ်သူစည်းမသတင်းကောင်းကြားရမယ်ရင်ပတ်အောင်နေတတ်တဲ့လေးကိုပါသောကဏ္ဍများအချိုးပေးပြီးကံကောင်းသောအရာမှအဝါရောင်ဖြစ်ပါတယ်ရေရရမိမိရှိပြမှာနှစ်နှစ်တီးကလူပါတနေ့လာသားသမီးများအလုံးကိုစိတ်နှပြန်ကျမ်းမှချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေတနေ့လာသားသမီးများတို့ တိုက်ဆိုင်မှန်ကမကကွန်မန့်မှာတခုရေးပေးခဲ့ပြီးအခြားသူများလည်းတည်နိုင်ဖို့အတွက်မျှဝေပေးခဲ့နော် အင်္ဂါအသားသမီးများတို့တနေတာဟော့စတယ်ငွေကြေးနဲ့ပတ်သက်ပြီးစိတ်အနှောက်အယှက်ဖြစ်ရမယ်အလုံးမှသူများပြဿနာကိုပြဿနာဖြစ်တတ်တယ်ရရရှိသောငွေများပြန်မရဘဲနဲ့ထင်းငေါ်ကြံ့ကြာနေတတ်တယ်ခေါမူကောင်းကင်ဖြစ်တတ်ပါတယ်ချစ်သူရဲ့အထင်းလွဲခြင်းခံရတတ်တယ်ငါးလေးပါးသောကဏ္ဍများချိုးပြပြီးကံကောင်းသောအရာမှအပြာရောင်နဲ့အညိုရောင်ဖြစ်ပါတယ်ရရရမိမိရှိပြားမှာလက်ဖက်ရည်ကတ်လိုပါအင်္ဂါအသားသမီးများလုံးကိုစိတ်နှဖျားကြမ်းမှချမ်းသာကြပြီးကောင်းချိုးချမ်းသာများပုံမောရရှိကြပါစေအင်္ဂါအသားသမီးများတို့တိုက်ဆိုင်မှန်ကမှာက comment မှာတခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော် ဗိုလ်သားသမီးများတို့တနေ့တာဟောစတယ်အလုံးနဲ့ပတ်သက်ပြီးတာဝန်ယူဖြည့်ရှင်ပေးရတယ်တဲ့မိတ်ဆွေရင်းများနဲ့အစင်မပြေဖြစ်နေမယ်အထက်လူကြီးအကြီးငယ်များရဲ့အကူအညီရမယ်အလှပရွှေရတနာနဲ့ပတ်သက်သောပစ္စည်းများဝင်လာတဲ့တဲ့ဘိုက်အောင်ဘိုက်နာဖြစ်တတ်ပါတယ်ချစ်သူစည်းမတရင်ကောင်းကြားရမယ်တုံးချောင်းပါသောကဏ္ဍများချုပ်ပေးပြီးကံကောင်းသောအရာမှအစိမ်းရောင်ဖြစ်ပါတယ်ရရရမိမိရဲ့ရှိပြားမှလိမ်မော်ကြီးကတ်လို့ပါဗိုလ်သားသမီးများအလုံးကိုစိတ်နှပြန်ကြမ်းမှချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေ ဘရိုသားသမီးများတွေတိုက်ဆိုင်မှန်ကမကကော်မန့်မှာတခုရေးပေးခဲ့ပြီးအခြားသူများလည်းတင်နိုင်ဖို့အတွက်မျှဝေပေးခဲ့နော် ကျန်သာရင်းသားသမီးများတွေတနေ့တာဟောစတဲ့အလို့နေရာတိုင်းကနေပတ်သက်ပြီးစကားပြောဆိုဖြစ်ရှင်းရတယ်လေငွေရတော့စီလိုပေါက်ရှားပြီးထွက်နေမယ်အထက်လူကြီးအကြီးကဲများအတွေ့စိတ်ညစ်ရမယ်ခေါင်းတချမ်းကြိုက်တတ်ပါတယ်ချစ်သူရဲ့အထင်လွဲဆွဆွဲခံရတယ်တဲ့ငါရှိပါသောကနများချိုးပေးပြီးကံကောင်းသောအရာမှမျိုးမိုင်းသောအရာနဲ့မယမ်းရောင်ဖြစ်ပါတယ်ရရရမိမိရှိပြမှာနှင်းစီပန်းကလို့ပါကျန်သာရင်းသားသမီးများလုံးကိုစိတ်နှဖျားချမ်းမှချမ်းသာကြပြီးကောင်းချိုးချမ်းသာများပုံမရရှိကြပါစေကျန်သာရင်းသားသမီးများတွေတိုက်ဆိုင်မှန်ကန်မှာက ကွန်မန့်မှတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော် တောက်ချန်သားသမီးများတွေတနေ့တာဟော့စတယ်ရှီတိုးရခက်နောက်ဆုံးရခက်ဆုံးပြရခက်ဆိုတာမျိုးတွေကြုံရတတ်သောနေမျိုးဖြစ်ပါတယ်အယောင်းဝင်းကောင်းမယ်လက်ရွှဲမယ်ငွေကြေးကံအလွန်ကောင်းတယ်တောက်ကြီးတောက်နာရာမျိုးဖြစ်တတ်တယ်တေသုံးပါသောကဏ္ဍများချိုးပြပြီးကံကောင်းသောအယောင်းမှာအနည်းယောင်ဖြစ်ပါတယ်ရရရမိမိရှိပြမှာစမူစာသုံးခုကတ်လို့ပါတောက်ချန်သားသမီးများလုံးကိုစိတ်နှဖျန်းကျဲမှချမ်းသာကြပြီးကောင်းချိုးချမ်းသာများပုံပေါ်ရရှိကြပါစေတောက်ချန်သားသမီးများတွေတိုက်ဆိုင်မှန်ကမကကောမန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်း 今天不惧，妙味毕人哦。 စနေသားသမီးများအတွက်တနေ့သာဟော့စတန်သူများပြဿနာမှာချောင်းဝင်ဖြည့်ရှင်းပေးရတဲ့တဲ့မိတ်ဆွေအတွက်တောကအကြုံရတာပါတယ်နေနေရာကိစ္စများအတွက်စကားများဖြည့်ရှင်းရတဲ့တဲ့အလုံးနဲ့ပတ်သက်ပြီးခရီးသွားရတဲ့တဲ့ခန္ဓာကိုယ်အောက်ပိုင်းခြေထောက်မှာထိကြိုက်တန်းရရတဲ့တဲ့လေခွန်းပါသောခန္ဓာများကြိုးပီးပြီးကံကောင်းသောအရာမှာမျိုးမိုင်းသောအရာနဲ့အနက်ရောင်ဖြစ်ပါတယ်ရရရမိမိရှိပြားမှာနွားနို့ကတ်လို့ပါစနေသားသမီးများအလုံးကိုစိတ်နှပြန်ကြမှာချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေ ဇနေသားသမီးများတွေတိုက်ဆိုင်မှန်ကမကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်ကျေးဇူးတင်ပါတယ်ဘေရင်ဟော့စတန် channel မှာမမကြီးဘေရင်ဆရာများရဲ့နေစဉ်ဟော့စတန်များအပတ်စဉ်ဟော့စတန်များလစဉ်ဟော့စတန်များနဲ့နေ့စဉ်ဟော့စတန်များပါပုံမှန်တင်ဆက်ပေးနေလို့ဘေရင်ဟော့စတန် channel လေးကိုလက်အင် subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုပါရစေအစ်တတနိုင်းသိရအောင်လေဒီနောက်အကောင်လေးကိုလည်း နှိတ်ထားပေးခဲ့ဖို့မမေ့နဲ့နော်